ကဲဆမနမ16 find the volume revolution သူလဲ volume revolution မေးတယ် by revolving the region bounded by the cup ဆိုပြီးတော့ cup ပေးထားတာက 2x sin x ဆိုတော့ algebraic function ရဲ့ trig function ရဲ့တွဲဆက်ထားတဲ့ function လေးတစ်ခုပေါ့เนาะ the x axis and the line x is equal to pi ဆိုတော့ x axis မြင်းနဲ့ x is equal to pi line เนี่ยကို ဘောင်ဘောင်ဒက်လောက်ထားတဲ့ region ကိုရဲ့ volume တန်ဖိုးကိုဆရာမတို့ကိုရှာခိုင်းတယ်เนาะအဲ့တော့ volume က revolution ဆိုတော့ပိုင်ပါမှာပေါ့เนาะအဲ့တော့ဆရာမဒါလေးကတော့ဟိုပုံဆွဲဖို့ရာခတ်နေမယ်ဆိုရင်မဆွဲလို့လည်းဖြစ်ပါတယ်เนาะဒါပေမဲ့ဆရာမတော့ဒါ application လေးနဲ့ဆွဲပြထားပါတယ်ပုံလေးကိုထည့်ပြီးတော့မြင်လို့ရအောင်လို့ဆွဲဆွဲထားပါတယ်အဲ့တော့ဒီမှာပေါ့เนาะပုံလေးဆွဲထားတာလေးရှိပါတယ်ဒါလေးက0ပါ ကောင်လေးက0เนาะဒါလေးက0ဒါလေးကပိုင်ပိုင်2တန်ဖိုးလေးဒါလေးကပိုင်တန်ဖိုးလေးဒါ3ပိုင်ပိုင်2ဒါ2ပိုင်ပေါ့အဲ့တော့ဒါ axis เนาะဒီဘက်မှာသွားမယ်ဒါက y axis ပေါ့အဲ့တော့ function လေးက तू က axis မြင်းဆိုတော့ဒီမြင်းနဲ့ပိုင် axis equal to ပိုင် line ဆိုတော့ဒီ line ဒီခုဆွဲလိုက်တဲ့ line ဒီ x equal to ပိုင် line မှာဒီ curve က y equal to 2x sin a ဆိုတော့ curve ပါ တို့နှစ်ခုရဲ့ boundary ဆိုတော့ဒီ interval ကို volume ကိုကိုကိုမေးလိုက်တာပေါ့နော်ဒါလေးကအမြင်လို့ရအောင် မြင်တာလို့ရအောင်ဆက်မဟိုထည့်ပြီးတော့ဆွဲပေးလိုက်တာပါဒီပုံမပါလဲဒီပုံစာအနေနဲ့ကတော့ပေးမှာပါဘာကြောင့်လဲဆိုရင်ဒီပုံ ဒီပုံကိုဆွဲနေဒီပုံကိုလည်းဒါတိုင်းမသိတော့ဖန်တန်မိုးတွေအိတ်တန်မိုးတွေဝိုင်တန်မိုးတွေဇရားကွက်ဆွဲပြီးတော့မှဒီပုံကိုရမှာဖြစ်တဲ့အခါမှာចောင်းသားကအချိန်ကြီးကုန်သွားပြီဒီပုံကလည်းနည်းနည်းပုတ်စားရှိပါတယ်ဒါကြောင့်ဒီပုံဒီမလိုပါဘူးမဆွဲလည်းရပါတယ်ဒီပုံကတော့เนาะဒီအရှိက sin a t ဆွဲခဲ့တဲ့ပုံစံတွေကတော့ဆွဲမှရမယ်ပေါ့နော်အရှိဟာတွေကတော့ဆွဲမှရပါမယ်ဒါမဆွဲလည်းဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ဆရာမတို့ volume or revolution ရဲ့ပုံနေနည်း ဗောလုံး or revolution ပုံနေမီလေးတစ်ခေါက်ပြောကြည့်ရအောင် by ဟုတ်ပြီ a to b f for a တခုတည်းပဲဆိုရင် the whole square dx ပေါ့နော် limit က a ကနေ b ကိုသွားမယ်ဟုတ်ပြီဒါဆိုရင်အခုဒီမှာ function ကိုကြည့်လိုက်တော့ 2x sin x ဆိုတဲ့ function i 2x 5x ဆိုတဲ့ function f for x ကိုနှစ်ထပ်တင်ရမှာဖြစ်တဲ့အတွက်ကြောင့်ဆရာမအရင်ဆုံး integral မလုပ်ခင်မှာဒါလေးကို အရင်ရေးပြီးတော့ နှစ်ထပ်အရင်တင်ပါမယ်ဒီ function ရဲ့နှစ်ထပ်ပေါ့နော် 2a sin a the whole square ကိုအရင်ရှာခဲ့ပါမယ်ပြီးမှမရှာဘူးဆိုရင်ပေါ့အဲ့တော့ရှေ့ကိန်းအပုံသင်ကြီးဥမာ function ကိုနှစ်ထပ်တင်ပါဆိုတော့မထူရှာမှာပဲဆိုတော့ဆက်မတာဘူးမရှာရင်တော့ပဲနဲ့အစားသွင်းမယ် y equal to 2a sin a ပြီးရင်နောက်မှာဘာရေးမလဲဆိုရင် axis နဲ့ boundary ကသူတတ်မှတ်ထားတာ axis နဲ့ဘာနဲ့လဲ and the line x equal to pi နဲ့မှာပေါ့เนาะအဲဒါလေးရေးလိုက်တယ်ရေးပြီးတော့စပြီးတော့ integration volume or revolution တွက်ပါပြီဒါကြောင့် volume or revolution equal pi integral limit ကဘယ်ကနေဘယ်ကိုသွားမလဲဆိုရင်0ကနေပိုင်ကိုသွားမယ်ဆရာမဒီမှာ0ကနေပိုင်ကိုသွားမှာပိုင်ရတော့ပေးထားလို့ h တန်ဖိုးပေးထားလို့တည်ပြီး0တန်ဖိုးဘယ်လိုတည်မလဲ နော်0တန်ဖို့ဘယ်လိုသိမလဲဆိုတော့ x x ဆိုတာက y equal to 0ပါအဲ့ဒါကြောင့်ဒီကနေသိနိုင်ပါတယ်ဒါ y equal to 0ပြောတာပါအဲ့ဒါကြောင့် x x ဆိုတာဒီ y equal to 0ဖြစ်တဲ့ကြောင့် limit ဒီ0 to π ကိုတွားมาဖြစ်တယ်ပြန်ဒီနောက်မှာကျတော့ f(x) ကိုနှစ်ထပ်တင်ပါမယ်အဲ့တော့ function f(x) က 2x sin x 2ပိုနှစ်ထပ်တင်မယ် the whole square dx အဲ့တော့ဆရာမနေရာကြက်မှာဆိုလို့ဒီဘက်လေးကတ်တွက်မယ်။ပိုင်းရပိုင်းမယ်။ integral 0 to π ရှေ့ကိန်းကိုနှစ်ထပ်တင်တော့ 2x ကိုနှစ်ထပ် the whole square တင်တော့2ကိုနှစ်ထပ်တင်တော့ 4x ကိုနှစ်ထပ်တင်တော့ x square နောက်ကိန်းက sin x 2ကိုနှစ်ထပ်တင်တော့ sin square x ရှေ့ကိန်းက 2x နောက်ကိန်းက sin x မြောက်လိုက်တော့ 2a sin x နှစ်ဆဆိုတော့နှစ်နဲ့ထပ်မြောက်တော့ 4a sin x ဒါကအမြဲတမ်းလက္ခဏာအပေါင်းဒါကခွင်းနေရလက္ခဏာအပေါင်းပဲဆိုတော့အပေါင်းပဲပေါ့နောက်မှ dx ခွင်းစားခွင်းမိတ်ခတ်ပေးဖို့လိုတယ်အဲ့တော့ဆရာမတို့အုပ်စုတွေကွဲကုန်ပြီဒါပိုင်းရပိုင်းပဲ integral 0 to pi ရှေ့ရအပိုင်းအတွက်က 4a² dx plus ပိုင်းကိုဒီမှာလာထည့်မယ်ဆိုရင် ပိုင်ဟိုလာမထည့်သေးဘူးကိုကတော့ကိုတီးတန်း integrate လုပ်ပြီးမှနောက်ဆုံးကြမှာပိုင်နဲ့ထည့်မြောက်မယ်ဆိုလဲရတယ်အဲ့ဒါဆိုရင်ရှေ့ဆုံးမှာပိုင်အဲ့တိုင်းပဲထားဒီမှာဒီလိုလေးလုပ်မယ်ပြီးရင်ဒီမှာ integrate 0 to pi 4x sin x dx plus integrate 0 to pi sin square x dx နော်ဒါဆိုဟိုးရှေ့ဆုံးကပိုင်နဲ့ထပ်ပြီးတော့ပေါင်းပေးရမယ်ပေါ့နော်ဒီရှေ့ဆုံးမှာပိုင်ရှိတယ် နော်ဝိုင်ခွင်းသုံးလဲရတယ်ဒါ limit တွင်တာမဟုတ်တော့ပြဿနာမရှိဘူးဝိုင်ခွင်းသုံးသုံး4000ဝင်းသုံးသုံးပေါ့နော် limit ဆိုရင်တော့ဝိုင်ခွင်းသုံးလို့မရပါဘူး4000ဝင်းပဲသုံးလို့ရတယ်အဲ့တော့ဆရာမတို့ဒီမှာကြည့်လိုက်ပါဘယ်နှခုတောင်တွက်ရမှာလဲဒါကတစ်ခုဒါကတော့လွယ်တယ်ဒီမှာနံပါတ်1ဒီမှာနံပါတ်3နော်2နဲ့3နဲ့ကနံပါတ်2ဆိုရင် तू က function နှစ်ခုဖြစ်သွားပြီ 4a ဆိုတဲ့ function ရယ် sin a ဆိုတဲ့ function ရယ်မြောက်ထားတယ် အဲ့တော့ဒီတိုင်းရိုးရိုးရိတ်လို့ integrate လုပ်လို့မရတော့ဘူး substitution သုံးမလား integration သုံးမလားတော့ရမယ်ဒေကြောင့် algebraic နဲ့ trigo function နဲ့တစ်ခုကိုရှိတ်လို့တစ်ခုမရနိုင်တဲ့အတွက်ကြောင့် integration by pass နဲ့တွားရမှာဖြစ်တယ်ဒါကတော့ function ကိုအသွင်ပြောင်းပြီးတော့တွားမှာဖြစ်တယ်ရှေ့မှာလည်း science function ရဲ့နှစ်ချက်တွေကိုဆရာမတို့ integrate လုပ်ပြီးတွားပြီနော်အဲ့တော့ဒါတွေကိုတက်တက်ခွဲပြီးတော့တွားပါမယ်အဲ့တော့ဒါလေးခဏထားပြီးတော့ဆရာမကဒီ part 1အတွက်ပေါ့နော် for ဆိုပြီးတော့ဆရာမဒီလိုလေးကြားထဲမှာရေးထွက်ပါမယ် for integral 0 to pi 4a square dx အတွက်ကိုဆရာမရှာမယ်နော်အဲ့အတွက် integral 0 to pi 4a square dx equal 4อ่ะ constant ခဏထားမယ် x နှစ်ထပ်ကို integrate လုပ်တော့ x2 divided by 3 limit ကဘာသွင်းရမှာလဲ upper limit က5 lower limit က0ဒီလိုတွင်းရမှာအဲ့တော့4ကလည်း constant ဒီ3ကလည်း constant 4နဲ့3တွေကစားထားတာအပြင်ကိုထုတ်လိုက်ပြီး4 over 3ဝင်စား x နေရာမှာ upper limit တွင်းနဲ့ pin 2 x နေရာမှာ lower limit တွင်းနဲ့0အဲ့တော့သူ့ရဲ့အဖြေလေးဒီ4 over 3 pin 2ရပါမယ်တပိုင်းပြီးသွားပြီနောက်ဒီအလဲကနံပါတ်1အပိုင်းကိုတွက်ပါမယ်နံပါတ်2အပိုင်းကိုယူထုတ်ပြီးတွက်မယ်ဆရာမနောက် slide လေးကူးပါပြီ 4 integral 0 to pi 4a sin ပါလေဆနာ sin a dx နော် sin a dx ဟုတ်ပြီဒါလေးကိုတွက်မယ်အဲ့တော့ integral 0 to pi 4a sin a dx နော်ဒါစာစစ်တဲ့ဆရာမတွေလည်းရှင်းရှင်းလင်းလင်းကြည့်လို့ရအောင်လို့ဒီလိုလေးရေးပြီးတော့ခွဲထွက်ထွက်ပြီးတော့တွက်လိုက်တာကိုယ်လည်းပြန်စင်ရင်ရှင်းတာပေါ့နော် အဲ့တော့ဒီမှာ for ace နဲ့ sin ace နဲ့ဆရာမတို့ integrate လုပ်လို့မရဘူးအဲ့တော့ integration by pass နဲ့သွားအောင်မှာမဟုတ်တော့ဆရာမတို့လက်ထားမယ်အဲ့တော့တခါလေဒါကိုလက်ပြီးတော့လက်ထား let u equal to ဆိုပြီးထားပါမယ်ဘယ်သူ့ကိုထားမလဲ for ကတော့ constant ဆိုတော့ပြဿနာမရှိဘူးပြင်ထုတ်လိုက်လို့ရတယ် ace ကိုထားမှာလား sin ace ကိုထားမှာလား algebraic function ကိုထားမှာလားအဲ trig function ကိုထားမှာလား general အားဖြင့် l i a TE algebraic function သည် trig function ရဲ့အရှိရောက်နေတဲ့အတွက်ကြောင့်မလို့ differentiate ဦးစားပေးလို့ရမှာဒီ algebraic function ပါဒါကြောင့် u a du dx နောက်ကကျန်တဲ့တစ်ခုလုံးကြီး db sin h dx ကိုထားမယ်ဆရာမ for ရော for constant မလို့ဆရာမတည်တန်းထုတ်မှာပါ v ရှာမယ် integral လောက်တော့ sin ကို integral လောက်တော့ minus cos a ရပါတယ် ကဲဒါဆိုရင်ဆရာမတို့ integration by pass ရဲ့ formula လေးစဉ်းစားကြည့်ရအောင် integral u dv ဆိုရင်ဆရာမတို့ uv- integral v du เนาะဒီလိုလေးသိထားတယ်အဲ့ဒါလေးကိုသုံးပါမယ် for လေးကိုဆရာမအပြင်ထုတ်ထားမယ်0 to π a sin a da equal for a constant ဆိုတော့ထုတ်ထားတယ်0 to π uv u တန်ဖိုးက a အဲ့တော့ ACAB V dam ဘော minus cos a ဆိုတော့ဒီနားလေးမှာ minus ကိုဒီနားလေးမှာရေးလိုက်မယ်မဟုတ်ရင်ခွင်စားခွင်ပေးခတ်နေရမယ်ဘာလို့လဲဆိုရင်ဒါဒီနှုတ်တာမဟုတ်ဘူး minus ကသူ့တန်ဖိုးအနှုတ်ကအနှုတ်လက္ခဏာပါလာတာဖြစ်တယ်ဒါကြောင့် minus a cos a uv ပြီးသွားပြီ minus integral vdu minus integral vdu v က minus cos a du dx ဆီယမဒီမာ4ကိုအရှိမထုတ်ခဲ့တယ်ဒီမှာလဲ4ကလာထည့်ရမယ်ဘာလို့လဲဆိုရင်နှစ်ခုလုံးနဲ့စိုင်းတာမဟုတ်လို့ဒီမှာလဲဆီယမ limit တွေထည့်ရမှာဆိုတော့ခွဲထုတ်ပြီးတော့ limit ထည့်ပါမယ်အဲ့တော့ဓာကြီးတစ်ခုလုံးကြီးက limit ထည့်မယ်0 to pi ဒီမှာလဲ0 to pi ဒီလိုခွဲထက်ပါမယ်အဲ့တော့ဆက်ပြီးတော့ရှင်းမယ်4လေးက minus လေးရပါဆီယမအပြင်ထုတ်လိုက်မယ်အဲ့တော့ minus 4 x နေရာမှာ upper limit ထည့်တယ် pi cos pi minus 8000မှာ lower limit ထဲတော့0ဖြစ်သွားပြီ minus 4ဒီက minus minus plus ဖြစ်သွားပြီ4လေးကအပြင်မှာရှိမယ် cos ကို integrate လုပ်တော့ sin ပါဒါကြောင့် sin a limit က0 to pi မယ်ဆက်သွားမယ် cos pi တန်ဖိုးဒီ cos 180ဒီ minus 1ပါ minus 1နဲ့ pi နဲ့မြှောက်တယ် minus pi ရှေ့က minus နဲ့တွေ့တော့ plus ဖြစ်သွားပြီ4 pi minus 0ဆိုတော့မရေးတော့ဘူး plus 4 4 layer 4ပဲ upper limit အတွင်းမှာ sin pi minus lower limit အတွင်းမှာ sin 0 sin pi ကလည်း0 sin 0ကလည်း0ဒါကြီးတစ်ခုလုံး0ဖြစ်သွားပြီအဲ့ဒီတော့4ဒီလေ6နဲ့3ညာနဲ့မြောက်တော့လေ3ညာဖြစ်သွားတဲ့တကြောင်ရှေ့က4ပိုင်းပဲကျန်မယ်ဒီအတွက်အဖြေဒီ4ပိုင်းပဲကျန်မယ်နော်ဒုတိယပိုင်းပြီးသွားပြီဆီယမ်မတတိယပိုင်းကျန်သေးတယ် sin square x ကို integrate လုပ်ပေးရအောင်မယ်ဒီအုပ်စုကြံသေးတယ်အဲ့တော့အဲ့ဒီအုပ်စုကို integrate လုပ်မယ်ဒါကြောင့်ဆရာမဒီနားလေးမှာ for integrate 0 to pi sin square h dx ဒါလေးကတော့မင်းတို့ရနေပြီရှေ့မှာလဲ sin square h ကိုရိုက်ခဲ့ပြီးသားရှိတယ် sin square h ကို integrate လုပ်ဖို့ရအတွက်ကတခါတည်း integrate လုပ်လို့တော့မရပါဘူးဘာလို့ကလဲအသွင်ပြောင်းနေ0 to pi 1 minus cos 2h divided by 2 dx အဲ့တော့တခါထက်ပြီးတော့1 over 2လေးကိုအပြင်ထုတ်လိုက်မယ်ဆိုရင်0 to by 1 minus cos 2 a dx 1ကို integrate လုပ်တာက x ပါ limit အတွင်းမှာအတွင်းမှာမဟုတ်လို့၄တောင်၄သုံးလိုက်ပြီး minus cos 2 a ကို integrate လုပ်တော့ cos ကို integrate လုပ်တော့ minus sin အဲ့တော့ plus ဖြစ်သွားပြီ sin 2 a 2 a ကိုရှိတ်တဲ့အဖြစ်2လေးလာစားမယ် limit က upper limit က pi lower limit က0ဒီလိုရမယ်เนาะ cos ကို integrate လုပ်တာက minus နဲ့လား plus လားကော့စ်ကို integrate လုပ်တော့ sin အဲ့တော့ဒီမှာအနှုတ်ကအနှုတ်ရှိမယ် sin 2a 2a ကိုရှိတဲ့2လေးကလာစားမယ် limit က upper limit က pi lower limit က0 အဲ့တော့1 over 2က1 over 2ပဲ limit သွင်းပါပြီ upper limit သွင်းတော့ pi minus sin 2 pi min 2ဒါ upper limit သွင်းတာ minus lower limit သွင်းတော့ဒီကောင်က0ဆိုတော့မရေးတော့ဘူး minus နဲ့ဒီ minus တွေတော့ plus ဖြစ်သွားတယ်သတိထားပါ1 over 2 sin 0 sin 0က0ပဲဖြစ်မှာဆိုတော့ဒါမရှိတော့ဘူးပေါ့เนาะတကယ်တမ်းတော့ sin 0က0ဆိုတော့ နော်အကယ်လို့တန်ဖိုးရှိခဲ့တယ်ဆိုရင်ဒီအရှိရာလက္ခဏာမချင်းမြင်ကိုကမှားတော့တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ချိန်ခဲ့ပါသတိထားပါကဲဒါလေးကိုဆက်ရှိမယ်2 by sin 2 by ဒီလဲ0ပါဒါကြောင့်အဖြေကဘာပဲရမလဲဆိုရင်1 over 2 by ဆိုတော့ by over 2ပေါ့ဒီမှာဆရာမဘလုံးက revolution ရှာခဲ့တဲ့ဒီ3 by ပေါ့နော်အဲ့3 by ကိုအသေးသေးတွက်ပြီးသွားပြီဆိုတော့အစားအသွင်းယုံပါပဲအဲ့တော့ဆရာမဒါလေးကိုဒီနားလေးမှာ equation number 1လို့ရေးခဲ့မယ်ဒီတစ်ချောင်းလုံးပြီးမှဆက်မအတိအကျရှာထားတယ်ပထမတစ်ပိုင်းအတွက်က4 over 3 pi 2ရှေ့ဆုံးမှာပိုင်ရှိတယ်เนาะပြီးရင်ဒုတိယအပိုင်းအတွက်ကဆက်မရခဲ့တဲ့4 pi ထည့်မယ်တတိယအပိုင်းအတွက်က pi over 2ထည့်မယ်เนาะအဲ့ဒါလေးကိုထည့်မယ်ဒါကြောင့်ပြန်ရေးလိုက်တယ် volume or revolution equal เนาะဒါစာလေးဒီညမှာရေးခြင်း substitute substitution substituting in equation 1နဲ့မှာတွားပြန်ထည့်တာပေါ့เนาะရလာတဲ့ result တွေကိုเนาะ the result substitution in equation 1အဲ့လိုလဲရတယ်เนาะ၃မျိုးပေါ့เนาะကိုတွက်ခဲလဲ၃မျိုးကိုတွားထည့်တယ်အဲ့ဒီတော့ဘယ်မှာထည့်တာလဲဆိုရင်ပထမရှေ့ဆုံးမှာပိုင်ရှိတယ်ပထမအပိုင်းအတွက်ကဆီမှာဘယ်လောက်ထည့်ရမှာလဲ for over 3 pin 2ဒုတိယအပိုင်းအတွက်က4 pin နောက်ဆုံးအပိုင်းအတွက်က pin over 2ထည့်လိုက်ပြီးဒါကိုဆက်ရှင်းရမှာပါအဲ့တော့ဝင်မြောက်လိုက်တဲ့4 over 3 pin power 4 plus 4 pin square plus pin square over 2 ဒီမှာတော့လေးတက်ဆိုတော့သူကသူသူနေပလေးစီတော့နောက်ကနှစ်ထက်နှစ်ထက်ကိုကဆံမှာဘာလို့ပေးလိုက်မလဲဆိုပိုင်းကြီးညှိလိုက်တယ်ဒီမှာပိုင်းကြီးတစ်ရှိတော့နှစ်နဲ့မြောက်လိုက်တော့လေးနဲ့လေး၈8ပိုင် square နောက်ကတစ်ရှိတော့9ပိုင် square divided by 2အဲ့ဒီလိုရမှာပေါ့နော်အဲ့တော့ဆရာမ9 by 2 pi square လို့ပဲရေးလိုက်မယ်ရှေ့မှာ4 over 3 pi power 4 unit ဘယ်လောက်လဲဆိုတော့ဂျူပေါ့နော်အဲ့ဒါဆိုရင်ဆရာမတို့နောက်ဆုံးအဖြေလေးရောက်သွားပါပြီ volume က revolution အဖြစ်တန်ဖို့နောက်ဆုံးထိရသွားပြီဖြစ်တယ်နော်။ကဲဒါဆိုဒီပု္ပ္ပာအရှိကြီးပဲဖြစ်သွားတာပေါ့နော်။အဲသုံးပိုင်းခွဲပြီးတော့တွတ်တယ်လို့ဖြစ်သွားတာပေါ့အစင်စင်ကိုလေ။အဲတော့ငါမှတ်မကတော့တန်နေတဲ့ပုံစံမှာရှိပါတယ်နော်။အဲ့တော့ဒါကြောင့်မို့လို့ဒီပုံလေးမဆွဲလဲအဆင်ပြေပါတယ်နော်။